စစ်ကောင်စီအထမစစ်သားစုဆောင်မှုတွေကိုချက်ချင်းရည်ရွယ်ဖို့ကုလအာဆီယံနဲ့နိုင်ငံတကာကိုအန်ယူဂျီတောင်းဆိုမြန်မာနိုင်ငံမှာတင်းကျပ်စစ်မှုထမ်းကိုင်းစင်းနေခြင်းတွေဟာအထမလူဝါခိုင်းစေခြင်းနဲ့လူကုန်ကုန်မှုကျွလွန်ရသလိုလူသားမျိုးနွယ်စုပေါ်ကျွလွန်နဲ့ရာဇဝတ်မှုများကြောင့်ဒီလိုရတဲ့အမျက်စုံရတဲ့အတွက်စစ်ကောင်စီကိုထိရောက်တဲ့ပိတ်ဆို့မှုတွေချက်ချင်းလောက်ဆောင်မှုမြန်မာညွေဆိုရအန်ယူဂျီကကုလသမဂ္ဂအာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့နိုင်ငံတကာတိုင်းဝိုင်းကိုတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ 2024ခုနှစ်ဖေဖော်ဝါရီလကစပြီးသက်ဆက်ရှင်တွေကနေ35နှစ်ကြာလူငယ်တွေကိုစစ်ကောင်စီကကြကြပြပြအဓမ္မစစ်မှုထမ်းခိုင်းတာတွေကိုသူတေသနာပြုစုခဲ့ပြီးဧပြီလ28ရက်နေ့ကအဓမ္မစစ်မှုထမ်းစီခြင်းမြန်မာနိုင်ငံရှိအတင်းအကျပ်စစ်မှုထမ်းစီခြင်းရဲ့လက်တွေ့အခြေအနေများဆိုတဲ့အစီရင်ခံစာ NUG လူခွင့်ဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်ဒီစီရင်ခံစာမှာအတင်းအကျပ်စစ်မှုထမ်းစေခိုင်းခံရတဲ့လူငယ်တွေရဲ့အထွတ်အဆိုချက်တွေကိုခြေခံပြီးစေအုပ်စုရဲ့လူခွင့်ချိုးဖောက်မှုနီးနာတွေကိုတင်ပြထားပါတ ဒီလုံငယ်တွေရနေနေလုပ်ငန်းခွင်နဲ့စစ်စင်ကြီးတင်မှာစေုပ်စုရဖန်စီခြင်းခံခဲ့ရတာတွေမိသားစုကိုချိန်ချောက်ခြင်းအကြက်ကင်ခြင်းအတင်းအကျပ်အကြမ်းဖက်ခေါ်ဆောင်တဲ့နီးနဲ့စစ်သားစုဆောင်တာတွေကိုပေါ်ပြထားပါတယ်ဒီလုံငယ်တွေထဲမှာအသက်မပြည့်သေးတဲ့ကလေးတငယ်တွေနဲ့စစ်မှုထမ်းဖို့မသင့်တဲ့ရုပ်ပိုင်းစိတ်ပိုင်းမတန်ဆန်းသူတွေပေါင်းနေတဲ့ပြင်စစ်မှုထမ်းဖို့အကြောင်းဝင်တဲ့လုံငယ်တွေအမြင့်စင်းတဲ့မိသားစုဝင်တွေတန်းငွေညစ်တောင်းခံရတွေ့ရတယ်လို့ဆိုပါတယ် ုလသမဂ္ဂအာဆီယံနဲ့နိုင်ငံတကာအတိုင်းဝိုင်းနေတဲ့စစ်ကောင်စီရဲ့ဒီလောက်ရက်တွေအမြန်ဆုံးရပ်တန့်ရေးအတွက်တိရောက်တဲ့စီးပွားရေးပိတ်ဆို့မှုနဲ့လင်းရင်စီအပောင်းဝင်လက်နက်တင်ပို့ရောင်းချမှုတွေပိတ်ပင်ခြင်းလောက်ဆောင်မှုတိုက်တွန်းလိုက်ပါတယ်။အိန္ဒိယနိုင်ငံတွေအနေနဲ့လည်းအထမစစ်သားစုဆောင်မှုကြောင့်ထွက်ပြေးလာသူတွေကိုလူသားချင်းစာနာနဲ့မူဝါဒကိုချေခံပြီးစောင့်ရှောက်ပေးကြဖို့လည်းအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကတိုက်တွန်းလိုက်ပါတယ်။လာရတင်ဆက်ပေးမှာကတော့မုံရမြွတ်နဲ့ခိုးတန်ရကိုကင်းလဲလာတဲ့စစ်တပ်စစ်ကြောင်းကိုနေကတိုက်ခိုက်မှု နမခခွန်လေးခွန်တိုင်မှာတက်ကြည်ချင်းလေးပောင်းဝင်းတပ်သား73ဒေဆောင်စကိုင်းနိုင်မှာမြို့နယ်ကိုတန်ရွာကိုကင်းလဲလာတဲ့စစ်တပ်စစ်ကြောင်းကိုနီးကပ်ပြစ်ခတ်တိုက်ခိုက်ရမှာနမခခွန်လေးကိုတိုင်မှာတက်ကြည်ချင်းလေးပောင်းဝင်းတပ်သား73ဒေဆောင်ခဲ့ကြောင်း Black Falcon Kyla 4 Town ရှိသူကပြောပါရယ်ဧပြီလ24ရက်နေ့မနက်9:20မိနစ်မှာမော်ရွာမြို့နယ်ကိုတန်ရွာကိုကင်းလဲလာတဲ့အင်အား20ကျော်ပါအကြပ်ဆက်တဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကအနီးကပ်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ် ရင်ထိတဲ့တိုက်ပွဲကမိနစ်20ကျော်ကြာမြင့်ခဲ့ပြီးတော်လန်ရဲ့ရဲဘော်တွေကြီးမလုံလောက်တာကြောင့်နမခါမှာတက်လာတဲ့စက်တက်လီဒီနဲ့ MI35 အပအဝင်ကြောက်စစ်ပေါ်မြောက်တမ်းမှာ120လက်နက်ကျင်းနဲ့ပြစ်ကူပေးပြီးစစ်ကိုစစ်ကြောင်းတွေပါရောက်ရှိလာကြောင်းတော်လန်ရဲ့ကောက်ယူနိုင်ခဲ့ခြင်းမရှိပဲတော်လန်ရဲ့ဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆိုပါတိုက်ခိုက်မှုကမော်ရမြွန်းနဲ့ပကဖောက်ဦးဆောင်ပြီး Black Falcon Kyla 4 Triple 4တိုက်နယ်က မောရခိုင်တိုင်တဲ God of Moya, God Eagle, Samkin and Vault, Goddess နဲ့ရက်ခတပ်ဖွဲ့တို့ကပူပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဆလပီမိုးပြတိုက်ပွဲအတွင်းဒေါ်လန်ရဲဘော်တအုပ်အဆုံရှမ်းပြည်နယ်တောင်ပိုင်းနယ်ကင်းပြည်နယ်ဆက်ရှိမိုးပြတိုက်ပွဲတွင်မှရဲဘော်တအုပ်အဆုံခဲ့ကြသောမိုးပြ PDF တပ်ရင်းကျွဲချိုတပ်ခွဲကယနေ့ဧပြီလ28ရက်နေ့ညပိုင်းမှာထုတ်ပြန်ပါတယ်။29ရက်ရဲရဲဘော်ကြော်ကြော်ရှိန်ကဧပြီလ29ရက်နေ့တိုက်ပွဲမှာအဆုံခဲ့ခြင်းဖြစ်ပြီးကျွဲချိုတပ်ခွဲ10ဦးမြောက်အာဇာနည်သူရဲကောင်စီတပ်ကိုအသိပေးပါတယ်။ လူငယ်တယောက်ဒီတော်လိုင်းမှာတက်နေရင်းမိအများအတွက်ပေးဆက်ခြင်းစိတ်မွန်မြတ်တဲ့စိတ်ထားနဲ့သွေးမြေကြစတီးခဲ့ရတဲ့စိတ်ဓာတ်တွေကိုအာဇာနည်သူရဲကောင်းအားလုံးမင်းကိုလေးစားကွန်ပျူတာလုံးကျန်ရေးခဲ့တဲ့မင်းမိသားစုဆွေမျိုးတငယ်ချင်းကောင်ငါတို့ရေဘော်တွေအားလုံးလည်းမင်းကိုအမတ်တရားပြုအလေးနီးပြုမှလို့ကျွဲကြွတက်ခွဲတောင်းရှိသူကပြောပါတယ်ရဲဘော်ကျော်ရှင်ကလေလာကျော်စီရဲ့ချိန်မြင့်နေတဲ့မိုးပြက်ဒေသမှာစစ်ကောင်စီတပ်ထိုးစစ်ခံစစ်တိုက်ပွဲတိုင်းကိုကြွကြခံရင်ဆိုင်ခဲ့သူဆိုပါတယ်။ ကင်နီတက်ပေါင်းစုထိန်ချုပ်ထိုင်မှုပြည်မျိုးကိုစစ်ကောင်စီကဧပြီလ29ရက်နေ့ကစပြီးအင်အားတရာကျော်နဲ့ထိုးစစ်ဆင်လာပြီးတော်လိုင်းတပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရှမ်းတောင်စစ်ဒေသကပြောမှုကပြောပါရယ် ယနေ့မနက်9:00နာရီမှာလဲမိုးပြင်းမြို့ကိုပြန်လည်ထိန်းချုပ်နိုင်အတွက်ခမ420နေတိုင်မှာယခုဧပြီအတွင်းဒုတိယကြိမ်အင်အား300ဝန်းကျင်နဲ့စစ်ကြောင်းထိုးလာကြောင်းသိပေးပါရယ်စစ်ကောင်စီအထူးစစ်ကိုရှမ်းတောင်စစ်ဒေသခွဲ PDF ပြောအမတ်တေလောက်ရှိတိုင်းတပ်ဖွဲ့ကင်းနီမြို့သားခါခွဲတပ်နဲ့တခြားမှာမိတ်တပ်ပေါင်းစုတွေကခုခံပြီးပြင်းထန်တဲ့တိုက်ပွဲတစ်ခုထပ်မံဖြစ်ပွားခဲ့ပါရယ်တိုက်ပွဲတွင်စစ်ကောင်စီကထိခိုက်မှုများအကြောင်းဖေကုံနဲ့လိုင်ကောခြေစိုက်တပ်တွေမှလက်နက်ကြီးတရက်ဆက်ပစ်ကိုရဲပြင်း ဂျက်ဖိုက်တာနဲ့ပါအုံပြတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီဘက်ကလက်နက်ကြီးလေးရုံနဲ့ရန်တပ်ပစ်ခတ်တိုက်ခိုက်မှုကြောင့်မိုးပြက်မြို့လူလူနေအများအပြားထပ်မံပြက်စီးခဲ့ရကကေနီတပ်ပေါင်းစုရှစ်ကခင်တစ်ခုပေးလိုက်ရပြီးရဲဘော်တုံးတိုက်ခိုက်တဲ့ရကတအုံးမှပြင်းထန်တဲ့ရရှိခဲ့လို့ပြောမှုကဆိုပါတယ်။တော်လိုင်းတပ်ဖွဲ့တွေကမိုးပြက်မြို့ကိုဆက်လက်ထိန်းချုပ်နေတဲ့အတွက်ပြည်ရင်းပြည်ပါရှိပြည်သူများအနေနဲ့လည်းအမြန်ဆုံးဝိုင်းကူညီကြရတဲ့တိုက်တွန်းထားပါတယ်။ထို့ပြင်ပြင်းထန်နိုင်တဲ့မိုးပြင်းမြို့တိုက်ပွဲကြောင့်ပြည်သူများအနေနဲ့ မြို့ပြတ်တန်သွားလာလိုပါကမြေပြင်ချင်းနေဆောင်ဆန်းအသိပေးပါရစေကောင်းစီကမိုးပြတ်မြို့ပြန်လည်ရရှိပါကလွိုင်းကော်နဲ့မိုးပြတ်ဆက်ထားလမ်းမကြီးကိုထိန်ချုပ်ကရှမ်းပြည်တောင်ပိုင်းရှိတပ်ကူတွေကိုကိနီပြည်နယ်အတွင်းသို့အလက်တကူစစ်ကူပို့နိုင်တဲ့အခြေအနေရှိလာနိုင်တယ်လို့ကိနီစစ်ဘက်သတင်းမြေချုပ်ကသုံးသပ်ပါရဆက်လက်ပြီးချောင်းမှာစစ်ကောင်စီစစ်ကြောင်းနဲ့ရင်းနှီးကိုမိုက်ဆွဲတိုက်ခိုက်မှုဒရုန်းပုံကျဲမှုတွင်စစ်ကောင်စီတပ်ကငောက်တည်ပြီးဆက်ရှုပ်ထမင်းတန်ရာရသခိုင်းတိုင်းချောင်းမြို့နယ်တွင် ဂျပန်စစ်ကောင်စီစစ်ကြောင်းနဲ့ရင်းနှီးကိုမိုင်းဆက်တိုက်ခိုက်ပြီး drone နဲ့ပုံစံတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က9အုပ်တင်ဆောင်က16ရောက်ထပ်မင်းတရားရခဲ့လို့မော်ရခဲ MS-12 တပ်ရင်တက်ခွဲတောင်းလျက်စီတက်ခွဲကထုတ်ပြန်ပါတယ်။ April 20မနက်ပိုင်းမှာချောင်းမြို့မှာရေစကန်ကနေချောင်းမြို့ရှိဘဟန်သစ်စီဆိုင်နီ9ရှန်ချီအမြောက်ဘက်ကိုတွက်လာတဲ့အင်အားတရာပါစစ်ကောင်စီစစ်ကြောင်းကိုပရိသတ်မိုင်းတွဲ30ရှိရဲ့မိုင်းနဲ့မိုင်းဆက်တိုက်ခိုက်မှာ3အုပ်တင်ဆောင်ပြီး4ရောက်ပြင်းထန်တရားရက3ရောက်ကအသေးစားတရားရရှိသွားတယ်လို့ဆိုပါတယ်။ ။အရင်နောက်နေ့လယ်ပိုင်းမှာတော့မော်ရမြို့နောင်မြောက်တိုင်းစစ်ဌာနချုပ်ကနေတန်ပြားကကရှစ်စီထွက်လာတဲ့တွင်ရရှိရာကြောင့်တင့်ထောင်ထားတဲ့ဆယ်လုံးပါပရိသတ်မိုင်းတွဲနဲ့တွဲစုစုပေါင်းမိုင်းတွဲအလုံး20နဲ့ရှေ့ဆုံးကနစီကိုမိုင်းဆဲတိုက်ခိုက်ခဲ့လို့ဆိုပါတယ်။အဲ့ဒီမိုင်းဆတိုက်ခိုက်မှုမှာတော့စစ်ကောင်စီရင်နဲ့ပထမကားနဲ့ဒုတိယမြောက်ကားကိုတိုက်တဲ့ထိမှန်ခဲ့ပြီးပထမကားနေရာတွင်ထိုးရသွားခဲ့ပါတယ်။ဒုတိယမြောက်ကားကတော့တံပြားရဲ့လင်းစင်သားသလိုစစ်ကောင်စီတပ်သား၂ယောက်သေဆုံးပြီး၆ယောက်ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့်ချောင်းမြို့မှာရဲစခန်းကနေလုံခြုံရေးပေးဖို့ထွက်လာတဲ့အင်အား50ကျော်ရှိစစ်ကောင်စီတပ်ကိုနေ့လယ်ပိုင်းမှာပဲဒရုန်းနဲ့လေကြိမ်ပုံသီ24လုံးထပ်မံကျဲချတိုက်ခိုက်ရာစစ်ကောင်စီတပ်သား9ထပ်မံနဲ့ထိခိုက်ဒေဆုံးမှုရှိရလို့ဆိုပါတယ်။အဲဒီတိုက်ခိုက်မှုတွေကိုလျက်စီးတပ်ခွဲနဲ့ New Brother Colin မော်ရခိုင်ပကပါဒရုန်းလက်ရုံတက် Riot Tiger 4ပျောက်ကြားတပ်ဖွဲ့တွေပူးပေါင်းလုပ်ဆောင်ခဲ့ရဖြစ်ပြီးအထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့လို့သိရပါတယ်။နောက်ဆက်အပင်းကြားအတွက်ဒီဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။